ဒါကိုတန်ရှင်းတဲ့ဤပညာရဲ့ညပတ်တဲ့လှုပ်ဝက်ချက်လို့ခေါ်နိုင်ပါတယ်။ဘေကျင်းအစိုးရရဲ့မြန်မာလက်နက်ကင်တွေနဲ့ပတ်သက်ဆက်နွယ်မှုတွေကတရုတ်နိုင်ငံကိုကမ္ဘာမြေရှားတတ်ထုပြိုင်ပွဲမှာအခိုင်အမာဥဆောင်နေစေခဲ့ပါတယ်။ကချင်ပြည်နယ်မှာဆိုရင်ခြိပွေပန်ဝါနဲ့မိုးမောက်လိုလက်နက်ကင်တွေထိမ့်ချုပ်ထားတဲ့နေရာတွေဟာစီကံမဲ့တတ်ထုဒူးဖော်ကြီးရဲ့ဗဟိုချက်မှတွေဖြစ်လာခဲ့ပါတယ်။အဲ့ဒီနေရာတွေကနေထွက်တဲ့တတ်ထုတွေဟာကမ္ဘာတဝန်းကလျှက်စစ်ကားတွေနဲ့ လေတာပိုင်းတွေရဲ့ကုန်ကျန်းကွင်းဆက်တွေကိုပံ့ပိုးပေးနေတာပါတချိန်တည်းမှာပဲဒီအချိန်တွေကဘေကျင်းအစိုးရတွေကမ္ဘာကုန်သွယ်ရေးတန်မှန်ကြီးရာမှာအစွမ်းထက်တဲ့ဖိအားပေးကတ်တစ်ခု ဖြစ်လာစေခဲ့ပါတယ်2021ခုနှစ်ဆီယနာသိမ်းပြီးတဲ့နောက်၄နှစ်အတွင်းမှာပဲမြေရှားတပ်ထုဒူးဖော်ရေးနေရာ240ကျော်တည်ထောင်ခဲ့ပါတယ်ဒါဟာမြန်မာနိုင်ငံမှာရှိတဲ့စုစုပေါင်းနေရာတွေရဲ့၃ဖုံ၂ဖုံလောက်ရှိပါတယ် ဒီအချက်လက်ကို ISP မြန်မာရဲ့မတ်လအစည်းအဝေးခန်းစာမှာ ဖော်ပြထားပါတယ်။အဲ့ဒီအစည်းအဝေးခန်းစာအရ2021ကနေစပြီး၄နှစ်လောက်အတွင်းမှာတရုတ်နိုင်ငံဟာမြန်မာနိုင်ငံကနေမြေရှားတပ်ထုတန်ချိန်3,000တင်သွင်းခဲ့ပါတယ်။ဒါဟာ EVE မျောစဉ်23ခုရဲ့စုစုပေါင်းအလေးချိန်နဲ့ညီမျှပါတယ်လို့အစည်းအဝေးခန်းစာမှာမှတ်ချက်ပြုထားပါတယ်။တရုတ်နိုင်ငံဟာမြန်မာပြည်ကနေအကြီးစားဒုဖော်မှုတွေနဲ့ သူ့ရဲ့အားကောင်းတဲ့တန့်စင်ရေးစွမ်းရည်တွေကြောင့်ကမ္ဘာမြေရှားတတုတန်လိုက်ဈေးကွက်ကိုစိုးမိုးထားတာပါဒါပေမဲ့ပြီးခဲ့တဲ့အောက်တိုဘာလမှာတော့သူတို့စိုးရိမ်ပူပန်မှုတွေဖြစ်ခဲ့ပါတယ်အကြောင်းကတော့ဗေကျင်းနဲ့တိတ်မရင်းနှီးတဲ့ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကတရုတ်လိုလားသူပြည်သူစစ်ကောင်းဆောင်တွေစီကနေအဲ့ဒီဒေသကိုတိမ့်ပိုက်လိုက်လို့ပါပဲအဲ့ဒီပြည်သူစစ်ကောင်းဆောင်တွေထဲမှာကချင်ဒီမိုကရေစီတက်တမတော့ NDA K လို့ခေါ်တဲ့အဖွဲ့နဲ့အရင်ကပတ်သက်ခဲ့သူတွေလည်းပါဝင်ပါတယ်။ဒီအခြေအနေတည်းမှာမှုကိုဧပြီလမှာတော့ဖြည့်ရှင်းနိုင်ခဲ့ပါတယ်။တရုတ်တပ်ထုဒူဖော်ရေးကုမ္ပဏီတွေက KYO ကတင်ပိုက်လိုက်တဲ့တန်ရန်ကိုရွမ်း3000ကျွဲဒေါ်လာ4900အခွန်ကိုပေးဆောင်ဖို့သဘောတူခဲ့တယ်လို့ကချင်နယူဂရုကဒရိုက်တာတရင်ကိုကိုးကားပြီးဖော်ပြခဲ့ပါတယ်။ဒါပေမဲ့ အဲ့ဒီသတင်းတဲမှာ KYO ပြောရေးဆွေးနွေးရှိသူတဦးကတော့ဒီအကြောင်းနဲ့ပတ်သက်ပြီးဗာသတင်းအချက်လဲမှမရရှိသေးဘူးလို့ပြောကြားခဲ့ကြောင်းဖော်ပြထားပါတယ်။ KYO ရဲ့လက်နက်ကင်တပ်ဖွဲ့ဖြစ်တဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ကတော့တိုက်ပွဲဝင်မှုတွေကြောင်းပိုပြီးလူသိများပါတယ်။ KIA ကတရုတ်တွေနဲ့ဆက်ဆံခြင်းပေမဲ့ရွေးချယ်စရာမရှိဘူးလို့ KIA စခန်းတွေကိုတွားရောက်လက်ပတ်ဖူးတဲ့ Sweden သတင်းစာဆရာ Bartie Lindner က the economic time ကို ပြောပါတယ်ဓာတ်ဆီအစားတောက်စေဝါနဲ့တခြားထောက်ပံ့ရေးပစ္စည်းတွေကတရုတ်နိုင်ငံကနေပြန်ရထိန်းချုပ်ရာနယ်မြေတွေတဲကိုဝင်လာတာပါတရုတ်နယ်စပ်မှာရှိတဲ့သူတို့ရဲ့ဌာနချုပ်လိုင်းစာမြို့ထီပါပဲပြီးခဲ့တဲ့နှစ်က KIA က NDAK ရဲ့နောက်လိုက်အဖွဲ့တွေကိုတိုက်ခိုက်ဖို့ပြင်ဆင်တဲ့အခါတရုတ်တွေကသူတို့ကိုမလုပ်ဖို့ဖိအားပေးခဲ့တယ်လို့သူကထပ်ပြောပါတယ်ဒါပေမဲ့ ခရိုင်ရီကတော့သူတို့လုပ်เสียရှိတာကို ရှေ့ဆက်လုပ်ခဲ့ပါတယ်။ဒါဟာခရိုင်ရီကစည်ရင်းမဟုတ်တဲ့ထောက်ပံ့ရေးပစ္စည်းတွေတဲ့တရုတ်ကိုမိခိုနေရပေမဲ့လွတ်လပ်စွာလှုပ်ရှားနိုင်ခွင့်တော့ရှိနေသေးတယ်ဆိုတာကိုတက်တည်ပြနေတယ်လို့သူကသုံးသပ်ပါတယ်။နယူးဒေလီရဲ့ဝါရှင်တန်တို့ကလည်းအဲ့ဒီဒေတာကနေတက်ထုထုတ်ယူဖို့စူးစမ်းခဲ့တယ်ဆိုတော့အတိမပြုတ်နိုင်တဲ့သတင်းတွေနဲ့ပတ်သက်ပြီးမေးမြန်းရမှာတော့ဒါဟာခက်ခဲလိမ့်မယ်လို့ ဘာတီလက်ဒနာက ပြောပါတယ်တတုတွင်းနေကတရုတ်နယ်စပ်မှာတည်ရှိနေပြီးအခုတတုတွင်းနေကိုထိန်းချုပ်ထားတဲ့ KNY အတွက်တတုတွေကိုအိန္ဒိယကိုတည်ယူပို့ဆောင်ဖို့ဆိုတာအရန်ခက်ခဲပါလိမ့်မယ်တရုတ်တွေကလည်းဒါမျိုးဖြစ်မလာအောင်တတ်နိုင်သမျှတားဆီးလိမ့်မယ်လို့သူကဆိုပါတယ် KNY ထိန်းချုပ်ရာနယ်မြေတွေကနေအာရှုနာချေပရာဒေ့ရှ်နယ်စပ်နာကပြည်နောင်ဆွတ်ကိုသွားတဲ့တော်လန်းလိုမျိုးလမ်းတွေကနေ မြေရှားတတ်ထုအများပြားကိုတည်ယူပို့ဆောင်ဖို့ဆိုတာထောက်ပံ့ပို့ဆောင်ရေးအရာအလွန်ခက်တဲ့ကိစ္စတစ်ခုဖြစ်ပါလိမ့်မယ်။အိန္ဒိယတတ်ထုတွင်းဝင်ကြီးဌာနနိုင်ငံပိုင်နဲ့ပုဂ္ဂလိကကမ္ပဏီတွေကိုမြန်မာနိုင်ငံအရှိမရောက်ပိုင်းကခရံရီထိန်းချုပ်ရာတတ်ထုတွင်းတွေကနေမြေရှားတတ်ထုနမူနာတွေစုဆောင်းတည်ယူဖို့တောင်းဆိုထားတယ်လို့စတင်ပါလဆယ်ရည်နေကရိုက်တာသတင်းတပုတ်မှအညီမဖော်လို့သူတွေကိုကိုးကားပြီးဖော်ပြထားပါတယ်။ ဲ့ဒီသတင်းမှာလက်နက်ကင်အဖွဲ့ကအိန္ဒိယအတွက်နမူနာတွေစတင်စုဆောင်းနေပြီးဖြစ်ပြီးတော့မြစ်စားတပ်ထုအများပြားကိုအိန္ဒိယကို တင်ပို့နိုင်ခြေရှိမရှိအကဲဖြတ်ဖို့သဘောတူညီခဲ့တယ်လို့လည်းထပ်လောင်းဖော်ပြထားပါတယ်။လျှို့ဝှက်သဘောတူညီချက်များရှဟိုင်းပူပေါင်းဆောင်ရည်ရေးအဖွဲ့ထိပ်သီးစည်းဝေးတက်ရောက်ခဲ့ရမှာအိန္ဒိယဝန်ကြီးချုပ်မိုဒီဟာစစ်ကောင်စီကောင်းဆောင်မရောက်နိုင်တဲ့တွေ့ဆုံပြီးကာကွယ်ရေးလုံခြုံရေး ်ဆက်စီမံခန့်ခွဲမှုနဲ့ခုံသွယ်ရေးကိစ္စတွေကိုဆွေးနွေးခဲ့ပါတယ်။ဘေကျင်းကတော့နေပြည်တော်ကဆေးရုံစုနဲ့တာမကမြန်မာနိုင်ငံကနိုင်ငံအဆင့်မဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ပါဆက်ဆံရေးထူထောင်ပြီးတဆင့်ပိုတက်လှမ်းခဲ့ပါတယ်။အဲ့ဒီအဖွဲ့တွေကတစ်ချိန်မှာမြေရှားတပ်ထုတွင်တွေလိုအကျိုးမြတ်များတဲ့နေရာတွေအပါအဝင်နေမီအများပြားကိုထိန်းချုပ်ထားတာပါ။တရုတ်ကုမ္ပဏီတွေဟာလက်နက်ကင်ဖွဲ့တွေနဲ့လိုဝတ်သဘောတူညီချက်တွေပြုလုပ်လို့ရှိပါတယ်။ အဲ့ဒီဖွဲ့တွေကတလုံးတစ်ခဲတဲ့ငွေပေးချေမှုနဲ့လဲလှယ်ပြီးသတ်မှတ်ထားတဲ့ဧရိယာတွေမှာတတ်ထုတူဖို့ကွင်းတွေပေးထားကြတယ်လို့ UK သုတေသီတွေဖြစ်တဲ့ Pentremihan Mandy Sardan နဲ့မြန်မာနိုင်ငံ KRC ကဒန်ဆန်လွန်တိုရဲ့သုတေသနစာရန်တွေမှာ ဖော်ပြထားပါတယ်အဲ့ဒီစာရမ်းမှာဘေးဖယ်ခံထားရတဲ့လူမှုအတိုင်းဝိုင်းတွေဟာမမျှတာတဲ့လူမှုရေးနဲ့ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်နေနာမှုတွေကို ဘလို့ခံစားနေရတယ်လဲဆိုတာကိုလည်းမိမောင်းထိုးပြထားပါတယ် UK ခြေစား Global Witness အဖွဲ့ကလည်းဒီကိစ္စကို2022ခုနှစ်စုံစမ်းစစ်ဆေးခဲ့ပြီးတော့2024ခုနှစ်မှာနောက်ဆက်တွဲစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်သူတို့ရဲ့အစီရင်ခံစာအရတရုတ်နိုင်ငံဟာသူတို့ရဲ့မြေရှားတပ်ထုဒူးဖော်ရေးလုပ်ငန်းအများစုကိုမြန်မာနိုင်ငံဘက်ကိုလွှဲပြောင်းလုဆောင်နေပြီးပတ်ဝန်းကျင်နဲ့ဒေသခံလူထုတွေအကြောင်းမဲ့ဖွဲ့ကောင်းတဲ့ပေးဆက်မှုတွေရှိနေတယ်လို့ဆိုပါတယ် ူဖော်ရေးလုပ်ငန်းစဉ်ဟာအလွန်ညဉ့်ညမ်းပြီးတော့ရှုခင်းတွေကိုပျက်စီးကရေလန်းချောင်းတွေကိုအစိတ်တင့်စေတယ်လို့လဲထပ်လောင်းဖော်ပြထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ဒီဝီဗီမှာဖော်ပြထားတဲ့ဆောင်းမရှင်စန်တာနူနန်တန်ရှာမာရဲ့ဆောင်းပါဖြစ်ပါတယ်ခင်ဗျာ